ားလုံးပဲမင်္ဂလာပါညခေါင်းဆက်တဲ့ထားလာမှာပြန်လဲကြိုးစို့လိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံပြီတို့ဖိုင်းတဲ့တော့စစ်တကမသေးကြဘဲနဲ့ဘုံမကျဲဘူးဟုဆိုလာတဲ့တတ်ထင်းစစ်သားနဲ့ဒေါအောင်ဆန်းစုကြည်ကိုအပုတ်ချနေတဲ့မင်းအုပ်စိုးရဲ့ရုပ်တံပြော်လေးကိုတင်ဆက်ပေးလိုက်ပါခင်ဗျာဒီမှာသူတို့ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေးပါပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တင်ထားလာမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အဲ့ထုံးစံနိုင်ပေါ့တည်ရင်တော့အပြစ်မဲ့ပြည်သူပေါ့ဟုတ်လားအလေးစစ်သားအလောင်းသမုတ်စစ်သားရဲ့ချင်းကြားလေးစစ်သားရဲ့ယူနီဖောင်းလေးရတော့လိုင်းမတင်အောင်ဝတ်ခံတာနော်အောင်ခံတာတည်ပြီဆိုရင်ပြစ်မဲ့ပြည်သူဘယ်တုန်းခါကမှမင်းတို့တည်ခဲ့တယ်လို့ပြောဘူးလားရှိတယ်ဟင်မင်းတို့ဟိုတော်လေးကအညာစကိုင်းတိုင်းထဲမှာမင်းတို့မိုင်းထောင်နေတဲ့ကောင်ကြီးလိုက်အကုန်ရက်ဝတ်တင်နေပြီစံကလေးရက်ပြီးအကုန်မိုင်းထောင်နေတာအဲ့ဒါတွေကဘယ်ဘလူးဝက်ရိုက်တင်တာလဲမင်းတို့ရိုက်တင်တာမင်းတို့ အုံနောက်မင်းတို့ဒီကောတွေမှာထင်နေတဲ့စီအေးစီယာကိုလိုင်းမော်တင်ကြီးလောက်လို့အိုးတိတ်ကြိုက်တာပေါ့ငါဟိုလွန်ခဲ့တဲ့နှစ်တည်းရေငါမိတ်ဆွေတွေငါပြောခဲ့ဘူးပဲရှိတယ်လိုင်းမော်လိုင်းမော်တင်ပြီးတော့စီအေးစီယာကိုအဲ့လိုလုံးဆောင်တာပေါ့အိုးလိုကြိုက်တာပေါ့ပြီးရင်မင်းတို့ငွေရလို့တော့ကိုနဲ့အတင်မလို့လက်တက်ပြီးရခိုင်းဒေါက်တာရေလို့တတင်းပေးလို့ဘာလို့ညာလို့ဘယ်နေမှာဘယ်ကောင်ဘလို့ဦးစီးအင်အားဘလောက်ဘလို့လှရှားသွားလာနေလဲဆိုတာနေပြီးကန်စစ်ထောက်လိုင်းကြီးတွေကဘုံသိရှိပြီးသားစစ်တက်ဆိုလေ ဟိုအင်တာဂျူးရင်းဖွဲ့စည်းတခုမှာဌာနအဖွဲ့ကြီးများစွာများလာနေဖွဲ့စည်းလာတာမင်းတို့မသိတဲ့ဖွဲ့စည်းကြောင်အများကြီးရှိတယ်မင်းတို့မတွေ့ဘူးလေလမောင်ပရိသတ်ကြီးအများကြီးရှိတယ်ဒီတော့ဓမ္မပြပါဖွဲ့စည်းမင်းတို့တမတော်လို့ဘာလို့စစ်တပ်လို့မင်းတို့ကတော့အများဒါဒါတော့ကိုကိုထင်းကနေရှင်တိုင်းပါပဲဒါမှမပြောလို့အဲ့ဒါဒီဆုံးတဲ့ခါကျရင်အပြစ်မပြသေးဘူးအဲ့ဒါဒီမှာမင်းတို့အရာဝရတဲ့ကြောင်မဲလူစီကားရဲ့နေရာကိုစစ်တပ်ကလိန်နေပုံကျဲတယ်အဲ့ဒါကျုပ်ကပလောင်သားစစ်တပ်ပါတီအန်လိန်ဒေတာအများကြီးတဲ့ ကြောက်ပေါင်းနဲ့ရှူသားဦးဆောင်တဲ့အဖွဲ15ဦးတည်ရတဲ့15ဦးနော်မှတ်တာနော်ကျော်ဦးအဖွဲက73ဦးလေကိုအေးအဖွဲက21ယောက်ပေါင်း49ယောက်ပေါ့နော်49ယောက်ပေါ့49ယောက်တည်တယ်အဲ့တော့ TNL တွေအဲ့တည်တဲ့တဲမှာတကယ်ခေါင်းကြီးကြီးပိုင်းနေပါလို့အဲဒီခေါင်းထွက်တဲ့ပုံတွေငါရှိမှတင်ပြရတယ်နော်ဒီခေါင်းထွက်တဲ့ပုံတွေပေါ့အဲ့ဒါပြီးရင်မင်းတို့တည်နေရတယ်ပေါ့ဟလာမင်းတို့ကိုတော်တော်လေးရဆိုမင်းတို့ဘာလဲဟိုမှာမုတ်ကုန်ပါလား မင်းတို့ရင်ရင်ဘာကြီးကြဲ့ရေယုံဆိုပြီးပါလေကြောက်မဲ့ခံမှာမင်းတို့ဖွင့်လာတာကြောက်မဲ့ရင်တာပြတယ်ခံမှာဆိုတော့ဘာဆိုလားမင်းအဲ့ဒါအဲ့ဒါဘယ်နေရာမှာလဲဆိုတော့မင်းအဲ့တင်လာတဲ့အကောင်မလေးအကောင်မလေးတွေကပဲဘယ်နေရာမှာဆိုတော့ထပ်ပြီးမှန်ပြောတာသေးတယ်အဲ့တော့မင်းတို့နေတဲ့နေရာကြီးမင်းတို့ပဲချပြအဲ့စင်ရင်စဉ်းစားစဉ်းကျင်လို့ပြရမယ်လိုင်းမော်တက်ပြီးအောင်မွေးခံတာလိုင်းမော်တင်တာစစ်တပ်ဆိုဖွေစီအဲ့လိုမလုပ်အဲ့အဲ့တော့မင်းတို့ကပင်းလူစုမှာလေလိုင်းမော်မှာအဲ့ဒီဆိုရှယ်ပလက်ဖောင်းကြီးမှာတွေ့မြင်တာဟာအဲ့တော့ စစ်သားတွေတည်ဆုံးနေတဲ့အလောင်းတွေကစစ်တုပ်ပန်းတွေဘယ်လိုမျိုးပြည်မှုပြောဆိုပြီးဘယ်လိုမျိုးရိုင်းနှက်ပြီးတော့ဘယ်လိုမျိုးအာမင်းတို့တောင်အောင်မြောက်အောင်ခိုင်းတာလေအာမင်းတို့နိုင်ရပါရဲ့ထင်တာမင်းတို့တွေကဘာတွေလဲဟုတ်လားဒီလိုအကြမ်းမဲ့လို့ရတဲ့နေကန့်ညီလို့နိုင်ငံတော်ပြန်နိုင်နေမှတ်ပုံတင်နေအကြမ်းမဲ့သမားကိုထုတ်ပြန်လာတယ်အဲ့လိုအကြမ်းမဲ့သမားတွေပတ်သက်တဲ့ခါကျရင်မင်းတို့တွေအကြမ်းမဲ့သမားပဲဒရင်တစ်ခုကိုရှင်ကြည့်လိုက်တဲ့ဟုတ်လားဒရင်တစ်ခုကိုရှင်ကြည့်ပါတဲ့ခွေးတိဘယ်လောက်ထိဖြာကြလဲဆိုတော့သိလာနေပဲတဲ့အဲ့တော့ဒီပုံမှာကြည့်လိုက်ပြည်သူ့ ဒီမိုကရက်တစ်တက်မလို့အမှန်200ကိုလားအမှန်နှစ်တကိုအမှန်219ကိုဟာမင်းတို့ဘာဘာဒီမှလည်းဘာလို့ဒိဗိတ်နဲ့ဘလို့ပြီးသားကြလဲမသိစစ်တီတာခွေတက်စကန်အားအချက်မဲ့စစ်ကောင်စီရင်တန်းမှစစ်ချောင်းထိုးကမီရှုတစည်းချင်းဆိုပြီးမင်းတို့ဒီပုံလေးနဲ့တင်ရတယ်อืมနောက်တစ်ပုံเนาะအဲ့တော့မင်းတို့ရေကုန်ခစ်တကပါဆိုလဲဆိုရှယ်လည်းမရှိကြအောင်အဲ့တော့ပခုတ်ကူပေါင်းမြို့နယ်တို့လေအဲ့ဒါပေါင်းမြို့တို့စစ်ကောင်စီအင်အားထောင်ကျော်ဖြစ်ရိခါပို့လာတော့ စစ်ဗျစစ်တက်စစ်ကြောင်းလေကကြေးရွာများကိုမိရှုပ်ပျက်စီးလူရက်နေဟာမင်းတို့ကလည်းမင်းတို့ခါရညင်းကြပြီးတင်ကြအောင်မင်းတို့ဟိုတော်တော်လေးကမင်းတို့ဟိုကလေကြောက်ပြီဆိုတဲ့မကြောက်ပြီမင်းတို့ဘာဖြစ်နေညာဖြစ်တယ်ဆိုပြီးတော့ကြောက်ပြီကိုပြန်ကြည့်ကြည့်တက်မလို့အလုံးစုံထိန်းချုပ်နိုင်ပြီဆိုပြီးတော့မင်းတို့မြေပြင်မှာအယူးဆွေးနေတဲ့လောင်းလေးကစားဟိုကဖြစ်လာတဲ့ဟာဟိုတင်လာတဲ့ဟာတွေပေါ့နော်တင်လာတဲ့ဟာတွေကိုမင်းတို့လိုင်းမော်လေးမှာမင်းတို့ဓပုံနေတယ်မင်းတို့အဲ့ဒရင်တာတွေအားလုံးမင်းတို့ပြပြဝေယံကြီးတွေကိုအဲ့ဒါမှာပေးထောက်ပြီးတော့အဲ့ဒီဘာလဲဒီကမြန်မာနိုင်ငံက စောက်ပင်းများအကြည့်ကြတော့ခါကြတော့တအားပဆက်ရပဆက်ရတော့ YouTube တွေပဆက်ရတော့ခါကြတော့ပေးထောင်ရပေးထောင်တင်နေတာလေပါစောက်တွဲတွေငါးခုရှိငါးခုလုံးမညီဘူးခုလည်းကြည့်အဲ့လိုအဲ့တော့ဝါရပြန့်ကြီးဘလိုက်မှုရှိတယ်တင်ဖို့လူများယုံကြည်လောက်ဖြန့်ဝင်လဲဝါရပြန့်ကြီးအဲ့တော့မင်းတို့ခေါင်းထဲမှာရှိအုံနောက်ကမင်းတို့မင်းတို့လူတွေလိန်နေမှာမဟုတ်ငါပေးနေရလေလိန်နေမင်းတို့ဟိုကောင်တွေကနိုင်ရောပြင်းတယ်ခိုင်စားတယ်မင်းတို့အုံနောက်တွေတတ်နေတယ်ဟုတ်ပြီနော်အဲ့မင်းမကြီးကမင်းတို့ဒီမှာဟိုကတင်လာတယ်ဗါလဲ PDA ကတင်လာမင်းတို့က ပြည်သူဒီမိုကရက်တစ်တက်မလို့မလီလီတက်မလို့ခေါ်တက်မလို့အင်္ဂါရဲ့ရှိမှာစစ်တပ်လို့ခေါ်ရင်စစ်တပ်ရဲ့အင်္ဂါရဲ့ရှိမှာလက်နက်ကန်တဲ့စစ်သားပြေဘူးလက်နက်ကန်လူကြီးอ่ะဘယ်တော့မှစစ်တပ်မပြေဘူးဟုတ်လားတိုက်တိုက်ရတိုင်းတိုက်လို့ရတိုင်းခိတထင်းကျူလာတဲ့ကြမှာနိုင်ငံတိုင်းကတူတော်လုံးမရဘူးဟုတ်ပြီနော်ဟုတ်ပြီလားမင်းဟုတ်လားကျူကျော်ပြီးကိုလိုနီနဲ့ချဲ့တဲ့ခိတောက်ကြံနေပြီးလောင်းလောင်းအကူမှာဟုတ်ပြီနော်မင်းတို့စော်ပြီးနေပါမလို့ပြောတိုင်းယုံတယ်မင်းတို့ဟုတ်လားပြောတိုင်းယုံတယ်လူပြီးလူညာရဲ့လို့လည်းလို့ယုံနေအလေကမ်းတဲ့တဲ့ ဟုတ်ပြီနော်ကျွန်တော်ရဲ့တရမင်းဘုတ်တော်ရှင်းကြည့်အောင်ဟောအပပပတကယ်စောင့်ရွေးဟမ်နောင်ချိုတိုက်ပွဲစစ်တကအင်အား6000ကအတုံးပြူထူးစစ်စင်နေတယ်ဟုတ် DBN လေးပြောရတယ် DBN လေးဆိုတော့ဟိုဆောင်းကားကြီးလားဆောင်းကားကြီးဒီ DBN လေးလားမောင်ဆောင်းကားမောင်ဆောင်းကားကြီးဘာကောင်နေမှလည်းမသိဟာတင်းကြီးကြည့်ပြီးတော့ဟောရအဲ့တော့ အင်းပြန်အင်းအား6000ကံသုံးပြုထိုးစစ်စင်နေပြီဘီဘီကလည်းပြောဆိုတော့အဲ့တိန်တိန်ပြူရရင်ပြူရပြူရပြူရရင်တော့တက်မှာပေါ့နော်အဲ့တော့၃ရင်းတပြူရ၄ရင်းတပြူရလည်းဖွဲ့စည်းတယ်ပေါ့တိန်ရင်းတွေပြပြပြူရတွေပဲပြတက်မှာတွေပဲပြဟိုစစ်ထွက်အင်းအားနဲ့နောက်ချန်အင်းအားဆိုနှစ်ခုရှိတယ်ဒါရှင်းပြတော့အဲ့တော့စစ်ထွက်အင်းအားနဲ့ပြန်မြတ်တွက်မယ်ဆိုရင်အင်းအား6000ဆို6000လောက်ဆိုတာပြန်မြတ်တက်မှာ၄မကြီးတက်မှာကြီး၄မကြော် ငါမှနေပါလို့ရှိတယ်အဲ့တော့တမတမမတင်းကြီးပနေရင်ရှိတယ်တမတမလက်အောက်ကမတင်းကြီးစင်ရှိတယ်တင်းစင်ကိုသုံးရင်းတပြူအောင်ဖွဲ့စည်းတယ်ပေါ့နော်အဲ့တော့အင်အား6000အောင်လောက်ဆိုတဲ့အင်အားကြီးနေရအဲ့အင်အား6000လောက်တကယ်တမ်းထိုးစစ်စင်လို့ကြည်ကြမ်းနေပြည့်စရာမလို့မင်းတို့သေးနေဝိုင်ပန်းအောင်သေးတယ်အဲ့တော့အဲ့ဒါဒီကောင်တင်လာတာပေါ့နော်နောက်တစ်ခုပေါ့နောက်တစ်ခုလေးစိုက်ပြောလာအဲ့ဒီမှာ ဒီဘီဘီကနောက်ချို့မှာဟမ်နောက်ချို့မှာတိုက်ပွဲဖြစ်ထန်ပြီးစစ်ကောင်စီထိနာနေတဲ့တည်င်းမြစ်တွေကပြောပါတယ်မင်းတို့ပြောလိုက်ရင်လေဟိုစီရင်တည်င်းမြစ်ကပါဟာလို့လားဗာစစ်ဘက်တည်င်းမြစ်ကပါဟာလို့ဘာလို့ညာစစ်ဘက်ဆိုလှုပ်ရတယ်ဟုတ်ပြီလားစီးစီရဆိုလှုပ်ရတယ်အမငပိန်းလေးကိုမင်းတို့မြင်အောင်ပြောချင်တာကမင်းတို့ညီမလေးဝတ်တဲ့ဟိုအတွင်းကပေါင်းပြီလို့ပေါ့လေရွာတဲ့ကာလာကားတွေကဘာရောက်ဝတ်လဲဆိုမသိဘူးလေလို့ပဲနေမတော်လို့ဖြဲပြမှလည်း အေးဘာရောင်လေးဟာဆိုအဲ့လိုပေါ့အဲ့လိုပဲစစ်ပဲဆိုလို့ပြောတာချပြမှတီးရတယ်ဟုတ်လားဒါမင်းတို့ဖိချင်ရနေတဲ့စကလုံးကြီးမင်းတို့ကချခံရတာခဲ့ပါနော်ဟုတ်လားဒါပေမဲ့စစ်ကောင်စီထိနာနေတဲ့တရင်မိကပြောပါတယ်အဲ့တော့ဓာတုဘုံနဲ့ခြေတာလဲအတဏိဘုံလုံး80ကျော်40ကျော်ခြေပေါ်တာလဲမင်းတို့ပဲဇီဝဘုံယူကဘုံဓာဓာတုဘုံဘာညာတကားဆိုပေါ်တာလဲမင်းတို့ပဲဟုတ်ပြီနော်အဲ့တော့ကောင်းပြီအဒီလာတွင်မှာမင်းတို့နောက်ချုံမှာအတက်မတော်တာအလောင်းတလောင်းရရင်ပြကြည့် ရှိလာတော့ဒီလောက်ဘာလို့မရကျွန်တော်အောင်မခံဘူးကျွန်တော်စကန်ကောင်ကဆလင်းကောင်ရဲ့စကန်ကောင်အင်အား၃လေးရတယ်တက်ဝင်ပြီးတော့ရရဲ့လောင်းလေးတက်ဝင်ရပြီးအောင်မခံလို့မရတော့ပြေးနေရပြီအဲ့တော့ဒီမှာလည်းသားကြတယ်အဲ့မင်းတို့တင်တယ်လေးအလောင်းဆိုနောက်ချိုးပောင်းညံဂျွာလေးလောင်းဆိုမိစင်ရက်ဆက်မမြင်ညီမဆိုနော်တမင်းစားတော့ပြတ်သွားအောင်ချပြလိုက်ဟုတ်ပြီလားမသိထိတ်လင်းအောင်နဲ့ချင်းလင်းအောင်နဲ့ထက်မြက်ဆောက်ပဲစစ်ပြေးနေရောတော်မိလာလေးမျိုးအတိုင်းနာတော့ကြည့်လိုက်နော်အမျိုးသမီးတဲ့အန နောက်ဖာကူအာဒါဒါညိုင်းဆိုအတက်ဘလောက်ရှိလဲအာ24ဝင်24နော်အာ16ပြောင်း16ပြောင်းမယ်ဟုတ်ပြီနော်ပြောင်းမယ်24ဘာမောဒါတမင်မီးတာဟောဘာလို့လဲဆိုတော့ကျွန်တော်တက်ဖွဲ့တွေကငွေရွယ်နှုပြုံနေတော့ဟိုဘက်ကကောင်တွေကကလေးစစ်သားဆိုပြီးတော့တော့မဆိုးလို့အဲအဲ့ဆက်ရှိပြရမယ်ကလေးစားမလို့ပါလေဟလာအဲ့အသက်ဆီနေမပြင်းရင်မောင်းလို့မရဘူးဟလာစီတုစီကုတာကွေးမရဘူးဟလာ စီကုပံကိုကုတာကုမြန်မာပြပအောက်ထင်းမှုနဲ့သွားတယ်အဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့ဒီရောင်းဝယ်မှုစာအုပ်စာတမ်းတွေကချုပ်ဆိုလို့မရဘူးပါလေကမ္ဘာနိုင်ငံကတတ်မှတ်ထားတာတွေစရှင်နေတက်ရှင်းပြီဒီခလိစတာမို့လို့ပါလေဟမ်ဟုတ်ပြီလားမင်းဘာငါတို့မင်းနဲ့မင်းနဲ့နုပြုံလို့ပါလေကွာမင်းတို့ PDF ထဲမှာအငိမ့်စားယူရတဲ့လူတွေရှိလို့လားဟိုမင်းတို့ PDF စစ်သားတွေမင်းတို့ပြောတဲ့ PDF ဆိုတဲ့အကောင့်တွေထဲမှာအငိမ့်စားယူရတဲ့လူတွေရှိလို့လားရှိလို့လား မတင်းတင်းရမနိုင်ငံကြီးအကြောင်းပြပြီးတော့ဟလာ Facebook page တခုဝန်ရမ်းပြေးရပြပြွားပြီးတော့မှဟိုမင်းတို့မမြင်ရစမသိဘူးပါဘူးလေပြောရတာမသိဘူးလား PDF လို့ CR PH UNG တို့သိတာမသိပါဘူးအဲ့လိုဟွာဖြစ်မှာဆိုရင်လေဒီပါတီတွေကနေပေါ့ဘလို့လို့လူလူတွေပါပြီးဘလို့အဖွဲ့စည်းတွေမှာဘလို့ဆုံးဖြတ်ချပြီးမှာဘလို့ဖြစ်မှာလဲဒါအမှန်တရားပဲလေဆုံးဖြတ်တခုမွာတခုချမှာတော့မသိပါတီတို့အဖွဲ့စည်းတွေမျိုးဖြစ်အဖွဲ့စည်းတွေမှာဘုံစနစ်နဲ့ဘလို့ထောက်ခံမှာဘလို့ဖွဲ့စည်းလို့ရတာရှိပြီးသားလေ အသက်18တင်းမပြည့်သေးပါဘူးအဲ PDF တက်ဘယ်လောက်ရှိပါလိမ့်လဲမင်းအသက်18တင်းမပြည့်ဆိုရယ်ကမ္ဘာလေးကိုမေးကြည့်လိုက်ပြီးတဲ့တဲ့ကိုပေးချင်နေမှရောက်နေရတယ်အသက်18တင်းမပြည့်ကမ္ဘာမှာဘာလို့သမန်ထားလဲဟမ်အသက်18တင်းမပြည့်မပြည့်လို့မရမရမရတဲ့ခွင့်အများကြီးရတယ်အသက်ရှင်ဥမာတရားဥပဒေကြီးကရင်ဆိုင်ရအသက်18တင်းပြည့်ဆိုဘယ်လိုပို့လဲအသက်18တင်းပြည့်ပြီးသွားရင်ဘယ်လိုပို့ပို့လို့ရလဲဟုတ်လားတော်တော်မှာအသက်18တင်းပြည့်လို့ထုတ်ပြန်ခဲ့တာဆိုရင်၄000နဲ့5000ကျင်းတော့ရှိပြီ ထုတ်ပေးခဲ့တာဆိုတိုက်ဆက်ရှင်းနေမပြည့်တဲ့သူများကိုလည်းဆက်တက်တက်သွင်းပြီဆိုတိုက်ဆက်ရှင်းနေမပြည့်တဲ့ဆက်တက်သွင်းခဲ့ပြီသွင်းခဲ့လူမှာအယူကတည်းကကြီးလေးပြည်နိုင်ရေးပြန်တည်အမျိုးခပင်းလူစုမှာဆက်တက်ပါရောက်ခဲ့ဆိုတာပြောကြတယ်အခုဆိုမင်းတို့လူပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြင်ကိုဖွဲ့စည်းဖို့ဖွဲ့စည်းပါတီကိုပါယူအာမေယောအမေလုံးမြင်ဦးပြောတာငါအဲ့ဒါကြောင့်ပြောတာဘယ်စောက်ကြီးဖြေမင်းစောက်ချက်မရှိဘူးပေါ့နော်စောက်ချက်မရှိဘူးစောက်ပင်နေရောက်အမင်းတို့ခါကြမင်းစစ်ပြေးတွေကိုမင်းတို့ဟိုဆော်ရီခါကြမင်းတို့စစ်တုပ်ပန်းတွေကိုမင်းတို့ဟုတ်လားမင်းတို့အဲဒီမြန်မာနိုင်ငံခပ်ပြီးအော်ဒါကလူစုကြည့်အောင်ငွေရအောင်လို့ မင်းတို့ဗီဒီယိုကောတွေခေါ်ယူဘလို့တာဘာဘာဘာတွေလဲတော့လေမင်းတို့ကိုကျိုးစီပွားတယ်လို့တာအာမန်တရားမဟုတ်ဘူးစဉ်းစားအောင်အောင်အောင်ဒီဝါညာရှိတဲ့လူတွေလေ့လာတဲ့လူတွေဆိုအာမန်တရားဆိုတော့မဟုတ်ဘူးဟုတ်ပြီလားမြန်မာနိုင်ငံကြီးဒုက္ခရောက်နေတာဆင်းရဲနေတာမဖွင့်ပြူတာစစ်အာဏာရှင်တွေကြောင့်ဒီဝါကြောင့်ပေါ်လာတာဘယ်ချိန်ကစခဲ့တယ်လဲဆိုတော့ဥသိမ့်စိန်အစိုးရလက်ထက်ကစခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဥသိမ့်စိန်အစိုးရလက်ထက်မှာဒီမိုကရေစီရဲ့အရာတာကိုပြည်သူတွေမီးစန်းခွင့်ရပါစေဆိုပြီးတော့ ဒီမိုကရေစီစနစ်နဲ့ရင်းနှီးခွင့်ပေးလိုက်တယ်။အဲ့ဒီလိုရင်းနှီးခွင့်ပေးလိုက်တဲ့အချိန်မှာလွတ်လပ်စွာရေးသားပြောဆိုထုတ်ဝေခွင့်နေရသွားကြတယ်။စာပေဟောပြောပွဲတွေကိုလွတ်လွတ်လပ်လပ်ပြောခွင့်ပေးလိုက်တယ်။ထိုကဲ့သို့ပြောခွင့်ပေးလိုက်တဲ့အချိန်မှာစာရေးဆရာဆိုတဲ့ငတိတွေကလာရောက်နားထောင်တဲ့စာဖတ်ပေးတဲ့ကို အများပြည်သူကိုဘ ਹੁ တုဒရရစီရ စကယ်စုတွေအတွေ့အကြုံတွေပြောတာကနည်းနည်းတက်မတော်ကိုစစ်တက်ကိုအပုတ်ချတာကများများဆရာသမားကောင်ဆန်းကိုအမုန်းတင်တာကများများတက်မတော်ရဲ့ဖြစ်တည်မှုကိုအပြစ်တင်တာကများများဒါတွေပြောလာကြတယ်ဒါတွေကိုလူငယ်တွေကကြားပါများတော့နားယောင်လာကြတယ်အဲ့ဒီတော့အတိုင်းပြည်မှာစစ်တက်ရှိနေတာကပဲမကောင်းတဲ့ပုံစံမျိုးမြင်လာကြတယ်ထင်လာကြတယ်ဒေါ်ဆန်းစုကြည်ကလည်းတအားတော်ပါတယ် ဘယ်နေရာမှာတော်တာလဲဆိုတော့သူ့ကိုသူတိဆောက်တဲ့နေရာမှာဒေါ်စန်းစုကြည်တအားတော်ပါတယ်သူ့ပုံရိပ်ကိုတိဆောက်တဲ့နေရာမှာတော့မြန်မာပြည်မှာဒီအချိန်ဒီသူ့ကိုဘယ်သူမှမမိသေးပါဘူးသို့တော့တိုင်းပြည်ကိုလှပအောင်တိုးတက်အောင်တိဆောက်တဲ့နေရာမှာတော့သူ့အင်မတန်ညံ့ဖျင်းလုံးပါတယ်သူ့ဘလောက်ပဲညံ့ညံ့သူ့ရဲ့ပုံရိပ်ကိုကောင်းအောင်တိဆောက်တဲ့အခါကျတော့လေလူငယ်တွေအနေနဲ့မျိုးဆက်တစ်တွေအနေနဲ့ဒေါ်စုကြည်ပေါ်မှာသဘောကျကြတယ်စိုက်ကြတယ်ဒေါ်စုကြည်ကိုသဘောကျတာနဲ့အမြတ်တမတော်ပုံပါ မုန်းတဲ့စိတ် တွေဝင်လာကြတယ်။ဟုတ်ပြီကျွန်တော်တို့တွေတွေးကြည့်ရအောင်ပါ။မြန်မာနိုင်ငံကြီးမတိုးတက်တာဟာတက်မလို့ကြောင့်ဆိုရင်လွတ်လပ်ရေးရတဲ့အချိန်မှာတိုင်းပြည်ကတအားတိုးတက်နေပြီလားမတိုးတက်ပါဘူး။ဘာကြောင့်မတိုးတက်လဲ။တိုင်းပြည် တိုးတက်ဖို့အတွက်ကို အုပ်ချုပ်နေတဲ့အစိုးရကအားသုံးခွန်ဆိုင်မလုပ်နိုင်ဘူး။ဘာကြောင့်မလုပ်နိုင်တာလဲဆိုတော့ပြည်တွင်းစစ်မီးကိုမငိမ့်ငိမ့်အောင်ညှိနေရလို့ လွတ်လပ်ရေးရတဲ့အချိန်တည်းကပြည်တွင်းစစ်ကိုအပိုစုအဖြစ်အမွေရလိုက်တဲ့တိုင်းပြည်ဟာကျွန်တော်တို့တိုင်းပြည်ပါပဲ။ကမ္ဘာပေါ်မှာအရှိကြဆုံးသောပြည်တွင်းစစ်ကိုအမွေရထားတဲ့တိုင်းပြည်ဟာလည်းကျွန်တော်တို့တိုင်းပြည်ပါပဲ။ပြည်တွင်းစစ်ဒီလောက်နှစ်ပေါင်းများစွာဖြစ်နေတဲ့တိုင်းပြည်ဗမာလာတိုးတက်ပါမယ်ဗျာ။ဖဆဗလာအစိုးရတခစ်လုံးတမတော်ကတမတော်နေရာမှာနေခဲ့တာပါပဲ။သို့သောတိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘူး။ဘာကြောင့်လဲ။ပြည်တွင်းစစ်ဖြစ်နေတာပါ မဆလာဆိုရလက်ထက်တက်မတော်ကတက်မတော်နေရာမှာနေခဲ့တာပါပဲတိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘူးနဝတလက်ထက်တိုင်းပြည်အနေငယ်အဆင်ပြေလာပါတယ်ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းရေးစကားကြီးပြောကြတယ်တိုက်ပွဲတန်ကြီးငြိမ်သွားတယ်ဦးသိစိတ်လက်ထက်အတော်ကို တိုးတက်လာတယ်လို့ပြောရပါတယ်ဒေါ်ဆန်းစုကြည်လက်ထက်တိုးတက်သလားမတိုးတက်ဘူးလားနိုင်ငံခြားလာရောက်ရင်းနှီးမြှုပ်နှံခြင်းတွေများသွားသလားနည်းသွားသလားလေ့လာတဲ့သူတွေသိကြပါ အဲ့တော့ဗျာကျွန်တော်ပြောချင်တာကလူငယ်တွေကိုပါလူငယ်တွေရဲ့အတွေးထဲမှာမြန်မာနိုင်ငံကြီးမတိုးတက်တာဟာစစ်တကြောင်လို့ထင်နေကြပါတယ်တကယ်ကတော့မဟုတ်ပါဘူးမြန်မာနိုင်ငံကြီးမတိုးတက်တာတိုင်းပြည်ဒုက္ခရောက်နေတာအရှိတောင်အရှာမှာတယံဇာတတွေကျွယ်ဝပေမဲ့အခုချိန်ထိတိုင်းပြည်ဆင်းရဲနေရတာစစ်ကောင်းဆောင်တွေကြောင့်လည်းမဟုတ်ပါဘူးစစ်တပ်ကြောင့်လည်းမဟုတ်ပါဘူးအာဏာထိန်းလို့လည်းမဟုတ်ပါဘူးအာဏာသိမ်းလို့လည်းမဟုတ်ပါဘူးဘုရုပ်နေဝင်ကြောင့်လည်းမဟုတ်ပါဘူး ဘိုးချုပ်မှုကြီးတန်းရွှေကြောင်လည်းမဟုတ်ပါဘိုးချုပ်မှုကြီးမင်းအောင်လိုင်ကြောင်လည်းမဟုတ်ပါတိုင်းပြည်ဆင်းရဲနေရတာတိုင်းပြည်မဖွင့်ပြိုးတာမြန်မာနိုင်ငံအတွင်းမှာအမြင့်တွင်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့အနာဇိုးကြီးကြောင်ပါအဲ့ဒီတော့ဗျာတိုင်းပြည်ကိုတိုးတက်ခြင်းနဲ့ကြီးပွားချမ်းသာစေခြင်းနဲ့ဆိုရင်ပြည်သူတွေအနေနဲ့အမှန်ကိုမြင်နိုင်အောင်ကြိုးစားတင်ပါလေလူငယ်တွေအနေနဲ့အမှန်ကိုသိအောင်လိမ့်လာတင်ပါလေတိုင်းပြည်မှာဖြစ်နေတဲ့စစ်ပွဲတွေရပ်သွားမယ်ဆိုရင် ပြည်တွင်းစစ်မီးငြိမ့်သွားမယ်ဆိုရင်ဘသူပဲအုပ်ချုပ်အုပ်ချုပ်ပါတိုင်းပြည်ကတိုးတက်လာမှာစစ်တပ်ကလည်းစစ်တပ်နေရာမှာပဲစစ်တပ်နေမှာပါအုပ်ချုပ်တဲ့သူတွေအသုံးမကျဘူးဆိုရင်အုပ်ချုပ်တဲ့သူတွေတမာတမတ်မကြဘူးဆိုရင်တော့စစ်တပ်ဟာအုပ်ချုပ်သူနေရာကိုဝင်လာမှာပါပဲအဲ့တော့ညီကုန်းချုပ်ရမယ်ဆိုရင်မြန်မာနိုင်ငံဟာအရှိတောင်အာရှမှာတယံဇာတ်တွေအင်မတန်ပုံများတဲ့အတိုင်းပြည်ဆိုတာလေမှန်ပါတယ်သို့သော် မတုတ်တက်ဘူးဆိုတာလည်းမှန်ပါတယ်ဒါဟာဘာကြောင့်လဲစစ်တက်ကြောင့်မဟုတ်ပါတိုင်းပြည်အတွင်းမှာဖြစ်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့အနာဇိုးကြီးကြောင့်ပါပဲခင်ဗျာကျွန်တော်မဲဟုတ်ဆိုပါ thank you